မသိနိုင်တော့သူတို့ခဲရနေတက်မလို့လက်ထက်မပါဖို့အတွက် drone နဲ့ဘုံကျဲပြီးဖြတ်စည်းပလိုက်တာအဲ့တော့ပြည်သူလူထုများစွာဘယ်စမှာလုံးမဲမလားပါ PI ရဲ့ခဲရန်ကိုတော့ပောက်ခွေမှုဖြစ်စင်တဲ့ပတ်သက်ပြီးကိုကျော်စိုးကသုံးသက်တင်တာသာဖြစ်ပါတယ်နားထောင်ကြအောင်ဟုတ်ဟောဖားကံမျိုးနဲ့လုံခင်အုပ်စုငယ်အေးသားရရက်ွက်မှာရှိတဲ့ဒီခဲရန်ကိုတော့ပောက်ခွေမှုဖြစ်ပေါ်ခဲ့ပါတယ်ဖြစ်ပေါ်ခဲ့တဲ့အချိန်က zone 6ရက်နေ့ည9:00ခန့်အချိန်ကကချင်ပြည်နယ်ဖားကံမျိုးနဲ့လုံခင်အုပ်စုငယ်အေးသားရရက်ွက်မှာရှိတဲ့ ခရယံကိုတော်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပါတယ်အဲ့တော့သူရဲ့ပေါက်ကွဲတဲ့နေရာကခရယံကိုတော်ပေါက်ကွဲတဲ့နေရာကဒီလုံခင်အိုးစုခွန်စာကုန်းတစ်ဖက်မှာကျွန်တော်ဓမ္မဥပါရအကြောင်းတိုက်ရှိတယ်တစ်ဖက်မှာကျွန်တော်တို့ကျေးဇူးတော်ဖရာကြောင့်ရှိတယ်အဲ့ဒီရဲ့အနီးမှာပေါက်ကွဲမှုဖြစ်သွားတာပေါက်ကွဲရတဲ့အကြောင်းရင်းကအဲ့မှာကျွန်တော်တို့ KIA က KIA အိုးစုတွေကပြီးခဲ့တဲ့အဲကာလာတွေကသူတို့ကဒီ area ကိုထိချုပ်ဝင်ရတယ်ထိချုပ်ဝင်ရတဲ့အခါကျတော့သူတို့က ေသူတို့ရဲ့ဒီခဲရကိုတော်တွေလက်နက်ကိုတော်တွေကိုလူနေအဆောက်အအုံမှာသူထည့်ထားတယ်။တပ်မတော်ကအဲ့ဒီကြောကိုကျွန်တော်နေမြေရှိလုံးမှုတွေလောက်တဲ့ခါကျတော့ကာမိုင်းရနေတက်လာတဲ့စစ်ကြောင်းတွေပြီးရင်ကျွန်တော်အခြားအင်ဒိုဘက်ကတက်လာတဲ့စစ်ကြောင်းတွေပေါ့။အဲ့ဒီစစ်ကြောင်းတွေကနေမြေရှိလုံးမှုတွေလောက်တယ်။ကာမိုင်းရတက်လာတဲ့စစ်ကြောင်းတွေကကျွန်တော်တို့လက်ရှိအဲ့ဒီ area တွေပြီးခဲ့တဲ့ရက်တွေကရောက်နေပြီ။ရောက်တော့ကြောလုံးကိုနေမြေရှိလုံးမှုတွေလောက်တယ်။နေမြေရှိလုံးမှုတွေလောက်တဲ့ခါကျတော့ဒီအုပ်စုတွေကစစ်သွေးကြောအုပ်စုတွေကသူတို့ကစုပ်တောက်လျှောက်စုပ်နေရတာ တောက်ရောက်ဆောက်ရတယ်သူတို့ရဲ့ဒီလက်နက်ခဲယမ်းဂိုတောင်တွေတဲမှာချက်လက်နက်ခဲယမ်းတွေသူမသိမ်းနိုင်ခဲ့ဘူးပြီးရင်သူတို့ကဒီကြောက်မိုင်းကြောက်တူးတဲ့အခါမှာကြောက်စိမ့်တူးတဲ့အခါမှာအုံပြူတဲ့ဒီခဲယမ်းတွေမသိမ်းနိုင်ခဲ့ဘူးမသိမ်းနိုင်ခဲ့တဲ့အခါကျတော့သူတို့ကဒီမင်းကညာပိုင်းလောက်ကအမှသူ drone နဲ့ drone နဲ့အဲ့လိုသူတို့ခဲဒီရမ်းတွေပေါ့ရမ်းတွေကိုဖျန်းတယ်ဖျန်းပြီးတော့သူတို့ဂိုတောင်တွေသူတို့ဖျက်ဆီးပလိုက်တာဖျက်ဆီးလိုက်တဲ့အခါကျတော့ဒီ ဒီ KIA သူတို့ရဲ့ဂိုဒေါင်တွေသူတို့ဂိုဒေါင်ထဲမှာရှိလက်နက်ခဲယမ်းတွေတပ်မတော်ကနေမြေချင်းလင်းတဲ့ခါမှာဒီလက်နက်ခဲယမ်းတွေမပါဖို့အတွက်သူတို့ကသူတို့ရဲ့ဂိုဒေါင်ကိုသူတို့ drone နဲ့ဘုံကျဲပြီးတော့ရှင်းလိုက်တာရှင်းတဲ့ခါကျတော့အဲ့ဒီအဲ့ဒီဒီခဲယမ်းတွေကပောက်ကွဲမှုကြောင့်အနီးနားမှာရှိတဲ့နေင်းတွေတွားပြီးမီးလောင်တွေပောက်ကွဲမှုတွေပေသွားကွယ်လွန်မှုတွေဖြစ်တယ်အဲ့မှာကျွန်တော်ကလင်းငယ်တွေအပါဝင်ကိုဦးထက်မနေတည်ဆုံးကြတာကြီးဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီထိကတန်ရရှိတာတွေရှိတယ်အဲ့ဒီလက်ချက်ကကျွန်တော်တို့ KIA ရဲ့လက်ချက်ဖြစ်တယ်အဓိကတော့သူတို့ရဲ့ခဲယမ်းတွေ တက်မလို့လက်ထဲကိုမပါတော့ဘူးပြဖြက်စီးလိုက်တာဒီဖားကန်နေမြီမာကခင်ဗျာကြောက်စင်းကြီးဘူးနှစ်ချက်ပဲရှိတယ်ရမ်းလို့တယ်ရမ်းကကျွန်တော်ကြောက်မိုင်းနေခွဲရတယ်နောက်တစ်ခုကဆက်သုံးစီလို့တယ်အဲ့ဒီဆက်သုံးစီနဲ့ရမ်းကိုကျွန်တော်တို့ပိတ်နိုင်လိုက်ရင်တူးလို့မရတော့ဘူးနှစ်ချက်မှာခင်ဗျာဆက်သုံးစီရှိပြီးတော့ရမ်းမရှိနဲ့တူးလို့မရဘူးရမ်းရှိပြီးဆက်သုံးစီမရှိနဲ့တူးလို့မရတော့ဘူး သူ့လိုမျိုးတော့ KI ကပြီးခဲ့တဲ့ကာလမှာသူတို့ထိချုပ်ခွင့်ရတဲ့ကာလမှာဒီ area ကိုလော်ဝကြီးအုပ်ခဲ့တယ်ဒီ area မပါဖို့တဲ့ KI ကသူတို့ရဲ့ဒီလူနေရက်ွက်တယ်မှာအဆင့်ဆင့်သူခန်းစစ်တွေပြင်ခဲ့တယ်လူနေအိမ်ထဲမှာလူနေအိမ်ဆိုတာလဲသူတို့ရဲ့ KI ရဲ့အဖွဲ့ဝင်အိမ်ဒီထဲမှာသူတို့ကခဲရန်နေထားတယ်လက်နက်လက်နက်ခဲရန်နေထားတယ်ရန်နေထားတယ်ခန်းစစ်ပြင်ဖို့တော့ပေါ့တော်ချော့လက်ရှိတော့ကျွန်တော်တက်ဘရော့ကနေမြေရှင်းလင်းတဲ့အခါမှာသူတို့ဒါတွေမသိနိုင်ခဲ့ဘူးမသိနိုင်တော့သူတို့ခဲရန်နေတက်ဘရော့လက်ထက်မပါဖို့အတွက် drone နဲ့ဘုံကျဲပြီးဖြတ်စည်းပလိုက်တာအဲ့တော့ပြည်သူလူထုများစွာ ေတယ်များစွာထိခိုက်တဲ့ဟာရတယ်အဲ့ဒီလက်ချက်က KIA လက်ချက်ပြီးခဲ့တဲ့ဒီရဲ့ဖြစ်စဉ်ရှေ့မှာလဲကျွန်တော်ဖြစ်စဉ်တခုဖြစ်ခဲ့တယ်အဲ့ဒါကအဲ့ဒါကကျွန်တော်တို့မျိုးစီစာမှာရှိတဲ့တရားဝင်ကြိုက်လောက်ကဟောင်းလောက်ကဟောင်းထဲမှာရှိတဲ့ကျွန်တော်တို့ဒီ KIA လက်နက် KIA ကိုတော်လဲ KIA ကဒရုန်းနဲ့ဘုံကျဲပြီးတော့ဖြတ်စည်းပလိုက်တယ်နှစ်ခုရှိပါပြီ နှစ်ခုရှိပါတယ်။ဘာကြောင့်လဲဆိုတော့တက်မတော်ကနေပြီးရှင်းလင်းမှုလုပ်တဲ့အခါမှာသူတို့ရဲ့လက်နက်ခဲယမ်းတွေတက်မတော်ထံမပါသွားဖို့အတွက်သူတို့တောက်လျှောက်ဖြက်စီးနေတာ။ဆက်လည်းဒီလိုတိုင်းဆက်လာလိုက်မယ်။ဒါကြောင့်ကျွန်တော်ပြည်သူလူထုအနေနဲ့ကျွန်တော်တို့ဒါဂရုစိုက်ကြပါ။အဲ့တော့ဒီလူတွေကလူနေရောက်ွက်တွေမှာထားတဲ့အတွက်ဒီခဲယမ်းတွေကဘယ်နေရာမှာရှိမှန်းကျွန်တော်တို့မသိနိုင်ဘူး။သူတို့ပဲသိနိုင်တယ်ခင်ဗျာတာမန်လူမသိနိုင်ဘူးနောက်ဆုံးမြောက်ခင်ဗျာရက်ကွက်ထဲမှာနေတဲ့လူအားစာမသိနိုင်ဘူးဘသူတွေသိမလဲဒီဆွေသွေးကြောင့်အုပ်စုတွေပဲသိမှာသူတို့ပစ္စည်းသူတို့ပဲသိတယ်တက်မလို့လည်းမသိနိုင်ဘူးဘာကြောင့်လဲဆိုတော့ခင်ဗျာဒီဒီမှာလူတွေအစားအုပ်တွေအများကြီးပြ ဘယ်လိုလုပ်ခင်ဗျာတိမ်ရှင်းတိမ်တာခင်ဗျာသွားရှာနိုင်မလဲဗျာနေမြေရှင်းလင်းမှုတွေတောက်ရှောက်လို့တယ်ဘယ်လိုလုပ်ဒီနေရာမှာတိတိကျကျဒီနေရာမှာခဲအန်းနေတိမ်ထားတယ်ဘယ်လိုဘယ်လိုမှမသိနိုင်ဘူးသိနိုင်မို့အရန်ခက်ခဲ့တယ်သိတော့ခင်ဗျာသူတို့ပဲသိတာ KI ပဲသိတာသူတို့သိတော့သူတို့ခဲရနေသူတို့ပဲဖြည့်စီသွားတာအဲ့တော့ပြည်သူလူထုဘလောက်ထိထိကြိုက်သွားလဲ KI ဘလောက်ရုံးမှာပတ်ဆက်လဲဆိုရင်ခင်ဗျာဖုံးချောင်းတွေဖယ်တယ်ဖယ်ပြီးတော့အဖုံးချောင်းတွေဖယ်တယ်ပြီးဖခင်ချောင်းတွေဖယ်တယ်စေုံတွေဖယ်တယ်ဖယ်ပြီးကြောက်စိမ့်တွေတူးတယ် KI ဘယ်တော့မှခင်ဗျာဒေသခံတွေအမျက်နှာကိုကြည့်ခဲ့တာတခုမှမရှိဘူးတခုမှမရှိဘူးလက်ရှိ ပြည့်ရှိကများအဲ့မှာလက်နက်ခရမ်းကိုတော်ပောက်ကွဲမှုကလည်း KIA လက်ချက်သူကိုတော်သူဖျက်ဆီးတာနောက်ဆုံးပေးဆက်လိုက်ရတဲ့အဲ့ဒီဒေသမှာရှိတဲ့ပြည်သူတွေကလေးငယ်တွေပါတယ်ဗျာတကူလုံးကများဘာမှရကြမရှိတော့ဘူးဘလုံးမှရကြမရှိတော့ဘူးအဲ့တော့တမ်ပရောကတော့လက်ရှိနေမြေရှင်းလင်းမှုတွေတော်လျှောက်လုပ်နေတယ်ပြည်သူလူထုအနေနဲ့လည်းနိုးကြပါဘာကြောင့်လဲဆိုတော့ဒီလူတွေရက်ွက်ထဲမှာ KIA ကဘယ်နေရာမှာခရမ်းကိုတော်တွေထားမယ်ပြည်သူလူထုမသိနိုင်ဘူးမသိနိုင်သူတို့ပဲသိတယ်ခုလိုတဲ့နေ့ကိုပို့တောက်ပြီးတော့လည်းကိုကျော်စိုးကိုလည်းကျေးဇူးတင်ပါတယ်